ဒီကောင်မလေးစာဖြေစောရဲမှာရေးချသမျှအကုန်လုံးအပြင်းမတကယ်ကိုဖြစ်လာတယ်။အာစုကာကစာရဲညံနာကြောင့်နာမည်ကြီးစူတောင်းဘိမှန်ရဲ့နာမည်မေးထားတဲ့မိကုံးမှာသူမစိတ်ထဲပေါ်လာတဲ့နာမည်ကိုလိုက်ပြီးတော့ရှောင်ရေးလိုက်တာပါ။အရေးချင်းအပြန်ဘက်ကနေအလဲနာတစ်ခုပေါ်လာပြီးလမ်းတနေရာမှာလည်းဝင်ပေါက်တစ်ခုလိုလို ပေါ်လာခဲ့ပါရယ်အာစုကာကသူ့ကောင်လေးရိုရှိတာနဲ့အတူတူပြန်လာတော့အဲဒီဝင်ပေါက်ကိုတွေ့လို့ဝင်သွားကြတာပါအထဲကဝင်သွားတော့အကျွေးစိတ်ထဲပြီးဆူတောင်းရတဲ့ဗိမာန်တစ်ခုကိုတွေ့ပါပြီ သူမကအထွေဆေးတပြားထည့်ပြီးတော့စာမေးပွဲမှာအမတ်တရားရပါစေလို့ဆုတောင်းလိုက်တယ်။မနက်မှာစာဖြေလို့အမတ်ထွက်လာတော့ငါးမှတ်ဖေးရလို့သူမလေးဆုတောင်းပိမှန်ကအလကားပဲဆိုပြီးတော့တွေးလိုက်တယ်။နောက်နေ့နိုင်ငံရေးကြောင်းဖြေရပြီးထိတ်ဆုံးမိကောမှာဂျပန်နိုင်ငံရဲ့ဝင်ကြီးချုပ်နာမည်ကိုမေးထားတယ်။ အာဇူကာကဘာမှမသိတော့ကောင်းလေးဖြစ်တဲ့ရိုရှေဒါနာမည်ကိုထည့်ရေးလိုက်တယ်။ဂျန်နဲ့အမေကိုနီယိုတော့ဆက်ပြီးတော့ဖြည့်တက်လို့တရေအေးလိုက်တယ်။ညနေကျတော့ရိုရှေဒါကိုသူမအိမ်ခေါ်လာတယ်။အိမ်ထဲဝင်လာတာနဲ့အဖေနဲ့မယားစကားများနေကြတယ်။အဖေကအယောင်သမားတယောက်ဖြစ်နေပြီးဇီဝရေးတိမ်မကောင်းသလိုအမေကလည်းခံငယ်ငယ်ကောင်းလေးတယောက်နဲ့ဖောက်ပြန်နေတယ်။သူမကရိုရှီတာကိုလူလူရှူဖို့ပြောပြီးတော့အခန်းထဲကိုဝင်လာကြတယ်။သူမမှာအမွာမောင်လေးတယောက်ရှိနေပြီးမောင်လေးရအခန်းထဲကမထွက်ဘူး။ ူပါရင်နှောင်းကအရန်ကိုတော်တဲ့ចောင်းသားတယောက်ဖြစ်ပြီးတော့အမတ်ကအမြဲတမ်းတရားအောက်ကမရောခဲ့တဲ့သူပါ။တရရမှာတော့အကြောင်းဝင်ခွဲစာမေးခွဲကြာသွားလို့စိတ်ဒဏ်ကြာသွားပြီးအခန်းထဲမှာနေနေပါတော့တယ်။ ရိုရှိတာကစတိုးဆိုင်မှာအေးအေးသွားဝယ်မယ်ဆိုပြီးတော့ထွက်သွားပါတယ်။ဂျပန်မှာလည်းဆီယာကအဖြေဆိုင်ရဲ့တွေ့စင်နေတော့ဘိမှန်ကားနဲ့အလင်းနှံတစ်ခုပေါ်လာပြီးဆီယာဖြစ်သူရဲ့မျက်မှန်ကလည်းလက်ကနေဖြစ်သွားခဲ့တာပါ။အေးအေးသွားဝယ်တဲ့ရိုရှိတာကအတော်ကြာရင်ထိပြန်မလာလို့အာဇူကာကဖုန်းဆက်ကြည့်လိုက်တယ်။ရိုရှိတာကအလုအယမ်းများနေလို့ပြန်မလာနိုင်တော့ဘူးဆိုပြီးခက်ညံ့ညံ့ပြောရင်းနဲ့ဖုန်းချသွားတာပါ။ ခဏနေတော့သူမတငယ်ချင်းကရိုရှိတာတယောက်ပြဿနာကြီးကျယ်တက်ပြီဆိုပြီးတော့စာပို့လာတယ်။နောက်မှရိုရှိတာကနေချင်းညာချင်းဂျပန်နိုင်ငံရဲ့ဝင်ကြီးချုပ်ဖြစ်သွားတာကိုသတင်းမှတွေ့လိုက်ရပြီးတော့သူမအရန်ကိုလန်သွားခဲ့တာပါ။ကျောင်းကိုရောက်တော့တခြားနိုင်ငံကဝင်ကြီးချုပ်တွေပြောင်းနေတယ်ဆိုတဲ့သတင်းကိုတငယ်ချင်းတယောက်ကလာပြတယ်။သူမအဖြေဆောင်ရွက်မှလည်းအမတ်တရားရနေလို့သူမအားအသင့်သွားခဲ့ပြီး အဲဒီတော့မှအာဆူကလည်းတခုခုကိုရိပ်မိလာခဲ့ပြီးအဖြေစာရမဂျပန်နိုင်ငံရဲ့ဝင်ကြီးချုပ်ကိုရိုရှိဒာနိုင်ငံရေးချလိုက်တာကြောင့်အပြစ်မှာတကယ်ဖြစ်လာပြီးဂျန်နဲ့နိုင်ငံရဲ့ဝင်ကြီးချုပ်နေရာမှာဘာမှမရေးထားခဲ့လို့သူတို့တွေပြောင်းသွားကြတာဖြစ်ပါတယ်။အာဆူကကချက်ချင်းဝင်ကြီးချုပ်နာမည်အမှန်တွေကို Google မှာရှာပြီးတော့စာရွက်မှာအဖြေမှန်တွေကိုရေးချလိုက်ပါတယ်။အဲဒါကြောင့်တခြားနိုင်ငံကပြောင်းသွားတဲ့ဝင်ကြီးချုပ်တွေပြန်ပေါ်လာပြီးရိုရှိဒာလည်းဝင်ကြီးချုပ်ယာရုကနေပြုတ်သွားလို့ကြောင်းပြလာကြပါတယ်။ ။တင်ချာပြေရတော့အာဇူကာကတင်ချာမှားဖြစ်ရင်ဘာမှဖြစ်လာဘူးဆိုပြီး ပေါက်ကရရဖြည့်ထည့်လိုက်တာပါ။နောက်တော့ရိုရှိတာကိုအကြောင်းခမိုးပေါ်ခေါ်သွားပြီးတော့အကြောင်းဆုံကိုပြောပြပါဗျ။အဲရီချိန်လှုပ်ရမ်းနေတဲ့တာဝါတိုင်းကြီးကိုတွေးလိုက်ရတာပါ။အာဇူကာလည်းသူမတင်ချာမှာမှားဖြည့်ခဲ့တာကြောင့်အဲလိုဖြစ်နေမှန်သိလိုက်ရပါပြီ။ဒါကြောင့်ရိုရှိတာနဲ့အတူတူဆရာရုံးခန်းလေးကိုခုံဝင်ပြီးအပြေမှန်ကိုပြင်လိုက်ပါတော့တယ်။ တာဝါတိုင်းကငြိမ်သွားပေမဲ့လို့တာဝါတိုင်းလုံရန်နေရတဲ့အကြောင်းရင်းကသတင်းမှပါလာခဲ့ပါပြီ။နှစ်ယောက်သားတစ်ခုခုအဖြစ်ရဖို့အတွက်ဘိမှန်စီကိုတွန်းလိုက်တော့ဘာအပေါက်မှမတွေ့တော့ပါဘူး။ရိုရှိတာကအမြဲတမ်းအဖြစ်မှန်တွေဖြေနိုင်အောင်ဆိုပြီးအာဇူကကိုစာစူးစားခိုင်းမာတော့တယ်။အာဇူကလည်းသူ့မှာတလွဲဖြစ်ရင်အပြစ်မှာပါပေါက်တက်ကြရတွေဖြစ်လာနိုင်လို့စာစူးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့မှာစူးစားတဲ့အတိုင်းတကယ်ပဲအမှတ်တရရခဲ့ပါပြီ။ ။တရကြတော့သူမဖေကသူရောင်းတဲ့ရေပိုက်ကောင်းတွေရောင်းအပ်တတ်သွားတယ်ဆိုပြီးတော့ဝမ်းသာအားရလာပြောပြတာပါ။အဲဒီတော့မှလူသားတွေအတွက်အရေးကြီးဆုံးရာကရေပိုက်ကောင်းလို့ဆံမီးခွဲမှာဖြည့်ခဲ့မိရာတွေကိုသူမတရေရသွားပါတယ်။သူမပြောသွားပြီမဲ့တရေမှာရေပိုက်ကောင်းကိုအလူရက်ဝယ်ရင်းနဲ့ရံဖြစ်နေရာတွေကိုတွေ့သွားပါပြီ။သူမကဒီစွမ်းကိုတုံးချပြီးသူမမိသားစုအစဉ်ပြောင်းလုပ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ စာမေးပွဲမှာလကဘာပေါ်အချိန်ကြာတွားရမယ့်အာကာသယင်မှုနာမည်ကိုမေးတော့အမေနဲ့ဖောက်ပြန်နေတဲ့ကောင်လေးရဲ့နာမည်ကိုရေးလိုက်ပါတယ်။အဲဒါကြောင့်အမေကအဲဒီကောင်လေးနဲ့လမ်းခွဲလိုက်ပြီးသူမမိသားစုပေါ်မှာပို့ပြီးတော့အချိန်ပေးလာခဲ့တာပါ။ နောက်ဆုံးတရားဖြစ်တဲ့မောင်လေးကိုကူညီဖို့အတွက်သူမမောင်လေးရခန့်ပြင်ကိုထွက်လာပြီးမိသားစုကိုနှုတ်ဆက်တယ်လို့အဖေဆောင်ရွက်မှအေးချလိုက်ပါတယ်။ဒါပေမဲ့အိမ်ကိုပြောင်းတော့အဖေကမောင်လေးခန့်နဲ့အတင်းဝင်ပြီးစုံငေါနေတာကိုတွေ့ရပါတယ်။မောင်လေးရတော့သွားထပ်ပြီးရန်ဖြစ်ကြလို့တအိမ်လုံးစုံညံသွားတာပါ။ညကြတော့အဆူကာကသူမမောင်လေးရဲ့အခန်းရှိမှစာထိုင်လုပ်ပါတယ်။အမကစာလုံးအမတွေကိုယူနေလို့စာတော်တဲ့မောင်လေးကမနေနိုင်ပေအခန်းထဲကနေအမပြန်ပေးပါတယ်။နောက်ရမှာအဖေကရောင်းအပ်တဲ့အောင်စီးပွားရေးစာအုပ်တွေဖတ်ရင်းနဲ့လေ့လာပါတယ်။အမေကလည်း ူသက်ထားနေတဲ့ကောင်းလေးနဲ့အဆက်အသွယ်ဖြန့်လိုက်ပါရယ်မနက်မှာတော့မောင်လေးရအခန်းပြန်ထွက်လာပြီးမိသားစုကိုနှုတ်ဆက်ပါရယ်တရင်လုံးလဲဝမ်းသာသွားပြီးတော့အတူတူမနက်စာစားကြတော့တာပေါ့တရင်ကြတော့အာစုကာကသူ့အိတ်ထဲကနေဖြဲထားတဲ့အဖြေလာစာရွက်ကိုတွေ့သွားခဲ့ပါပြီစာရွက်ကိုဆက်လိုက်တော့ပျောက်သွားတဲ့ဗိမာန်ပေါက်ကပြန်ပေါ်လာပါရယ်အမန်တော်စာမေးပွဲမှာနာမည်ကြီးဗိမာန်နာမည်ကိုပေါက်ကရနာမည်ရေးခဲ့လို့အဲ့ဒီနေရာဖြစ်ပေါ်လာတာပါ ာရွက်ကိုဖျက်လိုက်တာကြောင့်ဒီနေရာကလည်းပျောက်သွားတာဖြစ်ပါရည်အာဇူကာကရိုရှိတာနဲ့အတူတူပိမှန်နဲ့ကိုဝင်ပြီးအရာအလုံးပုံမှန်တိုင်းပြန်ဖြစ်ဖို့အတွက်ဆူတောင်းခဲ့တာပါဒါပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူးတကယ်ကြတော့အစာဖြေနေတုန်းအာဇူကာတယောက်ဗိမှန်မှာထဲခဲ့တဲ့အကျွေးစိတ်ကိုတရိယာသွားပါရည်အကျွေးစိတ်ကိုသာပြန်ထုတ်နိုင်မယ်ဆိုရင်အကုန်လုံးပုံမှန်ပြန်ဖြစ်သွားနိုင်တာမလို့အခန်းထဲကနေထွက်လာပြီးဗိမှန်စီကိုလာခဲ့ပါရည်အကျွေးစိတ်ကိုဒုတ်ချောင်းနဲ့မရရအောင်ကောက်ယူနေတာပါတပတ်မှလည်းမောင်လေးကမိဘတွေကိုသူဖြစ်ချင်တဲ့အီမန်ချက်တွေပြောပြနေပါရည် ်မိသားစုတွေလည်းဒါကပုံမှန်လင်းလင်းပြောပြလို့ဝမ်းသာနေကြတာပါ ။အာဇူကာကအကျွေးစိတ်ကိုအပေါ်ရအောင်ယူလို့ရကန်နေတော့မှအကျွေးစိတ်ကပြန်ပြုတ်ကျသွားပါလေ။ချက်ချင်းဆိုသလိုအလင်းနဲ့တခုဖြစ်ပေါ်သွားပြီးဒကမာလုံကလူသားတွေလည်းတယောက်မကျန်ပျောက်ကွယ်သွားကြပါလေ။အမန်တော်အာဇူကာဟာမေကုန်းဆောင်ရွက်နောက်ချမ်းကကမ္ဘာလူဦးရေအရေးအတွက်ကိုမေးထားတဲ့မေကုန်းကိုဘာမှမရေးခဲ့ပဲနဲ့ဒီတိုင်းထားမိခဲ့လို့ဖြစ်ပါတဲ့ရှင်။ဒီနေ့ရဲ့မူဗီရီကတ်ကတော့တလောက်နဲ့ပြပါပြီနော်။နောက်တစ်ခါမှပြန်လည်ဆုံတွေ့ကြပါမယ်။အမြဲတမ်းချစ်ခင်ပေးတဲ့တယောက်ချင်းစီတောင်ကျေးဇူးများတင်ပါတယ်။ဆက်လက်ချစ်ခင်ပေးကြပါအောင်နော်။ Like and Share Subscribe ခေါင်းလေးနဲ့တွားပေး 报销车。Wow,